ပေါ့နော်အိမ်တော်သက်အခုဆိုရင် February ဆိုရင်အိမ်တော်သက်၈နှစ်ရှိပြီပေါ့နော်အဲအရှင်မ၆နှစ်၆နှစ်ကျော်ကျော်လောက်ကအမတို့ဟိုခက်ကလေးမယူခဲ့တာပေါ့အမ overseas ရောက်နေတာလည်းပါတယ်အဲ့တော့အခုဟိုကလေးကိုတော့စူးစမ်းနေတယ်ဒါပေမဲ့လောလောဆယ်တော့ကလေးမရသေးဘူးပေါ့နော်အိမ်တော်တစ်ခုမှာ အဲမျိုးမျိုးရှိကြတယ်တချို့ကလည်းကလေးရှိရင်ဟိုပို့ပြီးတော့ပြည့်စုံတယ်ပေါ့နော်တချို့ကလည်းကလေးမြူကြအောင်ပေါ့အဲဒါကတော့ဟိုကိုယ့်ရဲ့စိတ်ခံစားမှုပေါ်မှာပဲမူတည်ပါတယ်ဟိုအိမ်နောက်တစ်ခုตายရဖို့ဆိုတာကတော့အဓိကတော့တယောက်နဲ့တယောက်ဟိုတကယ်မေတ္တာစင်မေတ္တာမှန်နဲ့ချစ်တယ်ဆိုလို့ရှိရင်ဟိုဟိုဒါပဲအဓိကလိုအပ်ပါတယ်အမကတော့ဟိုကလေးလိုချင်တဲ့လူလည်းဖြစ်တယ်ကလေးရအောင်တော့ဟိုစူးစမ်းနေရပေါ့နော်ဒါမှမလို့လောလောဆယ်တော့ လင်းမြသေးပေါ့ဟုတ်ကိုထင်ထားတာလူမျိုးမျိုးရှိတာပေါ့နော်အမတို့တို့ကြတော့အဲမတ်ထင်ထားတာဩကလေးယူရင်ယူယူတဲ့ချိန်ညမယ်လို့ဒီလိုပဲပေါ့ပေါ့လေးတွေးခဲ့မိတယ်ပေါ့နော်တကယ်တကယ်တမ်းကြတော့အခုဆိုပြန်နောင်နိုင်ရတယ်ကိုလိုချင်တိုင်းကလေးရချက်ချင်းရောက်မလာဘူးအဲ့ခါကျတော့ဒါဟိုတခြားသူတွေကိုလည်းဟိုဟိုပေါ့နော်ပညာပေးရလဲရောက်တယ်ပေါ့ အဲ့လိုမျိုးဟိုဟာပေါ့ယူမယ်ဆိုရင်ချက်ချင်းမရတော့ဘူးအရင်တော့ကလေးတွေးပေါ့ဟိုကလေးဆိုတော့ယူလိုက်ရင်ရလာမယ်ဒီလိုပဲထင်တာပေါ့နော်ဒါပေမဲ့မတော်ကတော့လောလောဆယ်တော့ခက်ခဲသေးတယ်ဆူတောင်းပေးပါအောင်ပေါ့